အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကောင်းညင်းပေါင်းချစ်စားมาဖြစ်ပါတယ်ကောင်းညင်းပေါင်းကို ရေစိမ်ထားတယ်ရေနွေးအာပူပူလေးနဲ့စိမ်ထားပြီးတော့ဗောနော်တနားရီနနားရီလောက်ကြာပြီးနောက်ပိုင်းမှာဆယ်ပြီးတော့ခုလိုအာကောင်းညင်းပေါင်းဦးထဲมาထည့်ပြီးတော့ပေါင်းมาဖြစ်ပါတယ်ဆိုတော့ဒီဖက်မှာကစက်သားပေါင်းထားတယ်ဆိုတော့ အရစိမ့်လေးရောသူနဲ့အတူတူစားမယ်အစင်တက်လောက်ထားပြီးတော့ကျော်ရည်လေးတွေနဲ့စားမှဖြစ်ပါတယ်ချက်ကျော်ကိုတခါတည်းချက်ပြီးတော့ကျော်ထားပြီးတော့မှပြန်ပေါင်းလိုက်တယ်ပေါ့နော်အဲ့ဒါကိုနူးညံ့နေရပဲအီးဆက်နေရပဲအဲ့လိုမျိုးအရွက်လေးရင်းနဲ့သူ့စားရတာပေါ့ရမ်းကြိုက်တယ် ားလုံးကိုကျေးဇူးတင်ပါတယ်